မိုင်းဝသွားမှာတော့ဆွဲထားတဲ့လက်ကိုလွတ်ပေးရမှာပေါ့အစောအစာမရှိတဲ့ကောင်းငယ်မှာခလုံးမထီစူးမညီပဲလွတ်လပ်စွာ ပြန်တမ်းမှာအရှိရကမိုးတွေလာရင်ကျွန်တော်ငိုရတဲ့ညိုအစဉ်အမြဲအတွက်အရင်ကလေးကချစ်ခဲ့တာပါပိုင်ရှင်ရှိတာကြောင့်နေရန်ကိုခေါင်းနဲ့စောင့်တယ်လို့မဆိုင်သူရင်ခွင်နဲ့ကျွန်တော်အတင်းခေါင်းတိုးဝေနေခဲ့တာပါတကယ်တော့ ကဘာကြီးကကြည်ကျင်လေးပါညူမဆုံးဖြစ်တာတစ်ခုလေးကပဲခံနေရပါမတေကြတော့တဲ့မင်းဖြန်တွေမှာမင်းတယောက်နေကောင်းကျမ်းမာစေဖို့ပဲငါဆူတောင်းပေးလိုက်တယ်အေးရေးဝါဝအစ်ဆက်ပါ secret တွေလဲရှော့တောက်ပါငါမပေးလိုက်ရတဲ့ဂယူဆိုင်မှုတွေတခြားကဘာမှာမင်းရပါစေအေးဆက်စွာနဲ့ကျွန်တော်ကြည်ခွဲလိုက်ပါတယ်ဟောဒီအလွမ်းဆက် ဒီမာရင်တခန်းရက်ချင်းမီသတိရခြင်းဟာဆက်တွယ်မှုဧရိယာပြင်မှာနာကျင်စွာလွတ်ချလိုက်တယ်။ကြာကွဲတံမှာ ကြေကွဲတံလေးနည်းနည်းတော့ပါကောင်းပါလိမ့်မယ်။တမိုးအောက်သေးပါပဲ။ဝမ်းနေစရာတော့မလိုပါဘူး။အရင်လိုမက်ဆစ်မပို့ပြတာဖုံးမခေါ်ပြတာက လွယ်လို့ပေါ့။ယုံကြည်ခဲ့ရသမျှအာနာရတယ်။အချီ ဒီညတော့မင်းချောသိမ့်မဲ့တခြင်းလေးနဲ့ငါအေးပြားစေဟိုအဝေးဆုံးထိ ပြန်တမ်းမယ်ပြီးရင် secret မိခွေတွေလိုမျိုးတိတ်တိတ်ကလေးပြောက်ွယ်သွားမယ်မိုးလေတွေလာတိုင်းအထားမတက်တဲ့အလွမ်းတွေကမင်းစီကိုဥတီတယ်အစွဲလန်းကြီးသူတယောက်ဖြစ်လို့အမြဲတမ်းထာဝရအတွက်ချစ်တယ်ဆိုတဲ့စကားမင်းကိုပြောပြစီ သစ္စာစစ်ကိုလိုခြင်းလို့ခွေးလေးတွေမွေးတယ်။မေတ္တာစစ်ကိုရခြင်းလို့မင်းကိုချစ်တယ်။ဘလောက်ချစ်လဲမေးလာခဲ့ရင်ကောင်းငင်ပေါ်ကကြယ်လေးတွေကိုငါလည်းညှို့ထိုးပြမယ်။ဒီနှစ်တွေမှာ ကိုဆိုင်မဲ့မေတ္တာပန်းလေးကတော့မင်းရင်ခွေးမှာဝင်မယ်။ယုံကြည်မှုနဲ့ချစ်ချင်းမေတ္တာကိုငါတို့ဧကန်းဆောင်မှာခမ်းနားစွာချိတ်ထားမယ်။ဘယ်တီအိုရီမမှန်ကန်အောင်မတွက်နိုင်တဲ့ ချစ်ချင်းတရားနဲ့အပေါ်လိုမရှိစွာမင်းကိုချစ်မယ်။နောက်ဘဝဆိုတာကိုမယုံကြည်တဲ့ဒီကောင်ကနိဗ္ဗာန်ဆိုတာမင်းကိုချစ်ရခြင်းလို့သတ်မှတ်ထားတယ်။ပြစ္ဆုတ်ပံမှာပြန်ဆုတ်ဆရာမရှိအောင်တက္ကီတွေနဲ့ပြောနေတာမဟုတ်ပါဘူး။ငါရဲ့ကိုပိုင်ကဘာလေးထဲမှာတော့မင်းက copy ပြန်ဆိုလို့မရတဲ့ခက်ပြင်းပြင်း raw တခြင်းတစ်ပုတ်ပါ။သဆိုင်သူရဲ့ တန်တရာကြောတခင်းဆောင်အတွက်ချစ်ချင်းမြတ်တာတရားဟာပန်းလေးတွေဆိုမင်းရင်ခွေမှာစင်နလာရာဒီလုံးပွင့်မယ်ငါဟာအမေအတွက်သားဆိုတယောက်ဆိုပေမဲ့တဆိုင်သူရေနေ့အတွက်တော့အာကိုတိုက်တဲ့ယောက်ျားတယောက်ဖြစ်ပြရစေကံဝေးလူတယောက်အလွမ်းနေနဲ့ပြန်လာတဲ့အခါတထက်လေးပေါ်အောင်ပြိုးပြီးကြူပေးပါအမေစိတ်မချတတ်တဲ့ငါဒီတစ်ခါဝေးခြင်းမှာ နေ့အတန်လေးနဲ့အိပ်ပြရစေစိတ်ဆန္ဒအရာအဒိဋ္ဌံတင်ထားတာမဟုတ်ပေမဲ့ဒီနေ့သုံးကားလောက်တော့အင်းရှိခုံလေးပေါ်ကနေရအောင်ဖုံးခေါ်မိကော်ဖီခက်ခါလေးတစ်ခွက်တောက်တယ်တင်းတွေရှိရကိုကြည်တယ်တောင်တန်းတွေရှိရအရက်ကိုမျက်နာမူတယ်အယူလက်မှတ်မရတဲ့အယူတွေထဲမှာအချစ်ယူဟာတိတ်တနာစရာကောင်းတယ်ဒီလိုပါပဲတဆိုင်သူရေ ငါဟာလေနင့်ကိုရင်ရင်လေးယူပြီးချစ်နေခဲ့တယ်။အခုတလောတတိယရဲ့စိတ်ကတော့နင်ရှိရာငါ့စာတီးမျိုးလေးကိုမြုပ်ဝင်ကြီးမပေးပဲရောက်ရောက်နေတယ်။အကြအမြင်ရနေတာတော့မဟုတ်ဘူး။တခြားရင်ခွေအတွက်မဟုတ်တဲ့မင်းကဖျားသခင်ဖန်ဆင်းပေးလိုက်တဲ့ငါရဲ့နံယိုးလေးပါ။ကိုကိုစိတ်ကောက်ရင်းနဲ့အတိတ်ကိုမေ့ဖြောက်ပါ။မင်းစိတ်ကောက်တဲ့အခါပါလေးကိုဆွဲဖဲမယ်။ အသားပေးတဲ့အခါအနမ်းလေးတပွင်းလောက်တော့ခြွေပြရစေပန်းလေးတပွင်းလိုတယူတရနဲ့ချစ်လို့ကိုကိုချစ်လားလို့မေးတဲ့အခါရှက်ပြုံးလေးကန်းငုပ်ပြီးဟုတ်ကိုလိုပဲဖြေပေါပြန်တွေ့ချင်တဲ့စိတ်ကတော့ဆေးရောင်မိန်နေတဲ့ပကြီးကတစ်ချက်လိုဝိုးတို့ဝါတာပဲချစ်ချင်းမြတ်တာမှန်ရင်ပြန်ရစမြဲမှုဖះအားလုံးကိုငာယုံကြည်ခဲ့တယ်။နာကျင်မှုတွေရဲ့နေရက်တွေအစား ကျင်နာမှုကိုပြန်တွေးဖို့အော်ညင်းရင်အခုတော့ဟာဒီရင်ွေအဟောင်းလေးကအလွမ်းကပြားရင်းမရေဖြစ်တော့ဘူးမိုးတွေကတဖွဲဖွဲနဲ့တဲလာတယ်အရက်စကားအရာရာဒီဥရုကြီးကတော့အရက်သမားတွေအကြိုက်ပဲငါအဲ့တွေကတော့ကြီးမိတဲ့နေရာတိုင်းအလွမ်းနေပြေလို့ကြွေရမှာလားဝေရမှာလားအဖြစ်ဟာမရေမရနဲ့ တေတစီပြောက်ွယ်သွားတဲ့အခါငါကိုမရှာပါနဲ့။ကြပြားတွေဓပုံတွေထဲမှာမရှာပါနဲ့။ပကြီကားတွေနဲ့အနုပညာတွေထဲမှာလည်းလိုက်မရှာပါနဲ့။တခါတည်းံမတိစိတ်ကတတိရတဲ့အခါတိတ်တဆိတ်ပြက်ွယ်သွားတဲ့ငါကိုမရှာပါနဲ့အစစအရာရာတော့ဂယုဆိုင်နေပါငါချစ်တဲ့ပိုင်းကလေးကဘာမြေတစုံ မွေပြန်ပါစေ။ငါရဲ့တဲတချံမင်းကိုလွမ်းဖို့တိမ်ထားတယ်။ချစ်ချင်းတရားတွေစီစဉ်လာဖို့မြစ်ချောင်းအင်းတွေဖောက်ပြီးရေရရပဲခြေရမလား။ဒီတသက်မဝေးဖို့အတွက်အသက်ပေးပါဆိုလေငါဟာအသင်မှာအဆွေဆုံးရင်ပတ်ကြီးနဲ့အဝေးဆုံးကိုတခဏတာခွဲသွားရပေမဲ့နင့်ကောင်ကအမြဲလွမ်းနေပါတယ်။ အစွဲလန်းကြီးရဲ့လိုပဲဆိုပါတော့ငါရဲ့တဲတချံမင်းကိုလွမ်းဖို့တင်ထားတယ်ချစ်ချင်းတရားရဲ့ရာဒီခွဲမှာအသားမကြသေးသူငါအဖို့တော့တဝင်တို့ချင်းဟာစနေချူပဲအစင်မပြေမှုတွေဝင်လာပြန်တော့လေငါမှာအရင်လိုပါပဲဆိုပြီးစိတ်ဖြည့်နေရတယ်တိတ်ကြည်ကွင်းနေရတယ်တော့မဟုတ်ပါဘူးစိတ်ဖြည့်စရာ မင်းတက်ပုံလေးတွေရှိသေးတယ်လေအသက်ကောင်းအောင်ထိမင်းနာနေနေတာကငါအတားလိုပဲပြောရမှာပေါ့အခြေအနေတွေကောင်းသွားတဲ့တနေ့တော့မင်းသွားကျင်တဲ့နေရာတွေကိုငါလိုက်ဖို့အောင်မယ်ညကိုတူးဆွရင်ညနေမှအော်ခေါ်လိုက်တဲ့မင်းရဲ့နာမည်အစုံမှာညဟာမညာရမ်းပဲတိတ်ခါရှိစွာမှောင်ချလိုက်တယ်အိပ်ပါပြီလို့ပြောထားတဲ့ကောင်မလေးရဲ့ ကျယ်ရီဟာဒီညကပြားမဆံမိမဲ့ငါကတော့မင်းရဲ့ရေတန်လေးကိုအမြဲကြားတယ်။မျက်ရည်စုနေတဲ့တင်ဆိုင်ကြားကလာမင်းကြီးဟာငါ့လိုတခုခုကိုလွမ်းနေသလိုပဲ။တတိယချင်းအကြောင်းတွေကိုတော့ခန်းနာစွာငါပြောမပြတော့ဘူး။ယူသားစွာချစ်ခဲ့တယ်ဆိုတာရှင်လိုက်ပါ။ဗန်ဟာတေမရောက်တဲ့အရာမဟုတ်ဘူး။တန်တရာမှလွမြောက်ကြောင်းတရားမှာ ငါမင်းကိုတွေ့တယ်။မင်းကိုလွမ်းတဲ့အခါဟိုးကောင်းငင်ပေါ်ကကြယ်လေးတွေနဲ့ငါစကားပြောမယ်။ကြပြားတွေရေးမယ်၊တပုံတွေရိုက်မယ်။တတိယချင်းတွေကိုဘာသာပြန်မပို့ဘူး။တတိယချင်းတွေကိုဘာသာပြန်မကြည့်ဘူး။ပို့ထားခဲ့တဲ့ဂျီနူးစရာမက်ဆေ့ချ်အဟောင်းလေးတွေကို အစာအစုံတညာလုံးထိုင်ဖက်မယ်။တခါတလေတောင်ပေါ်မြို့လေးစီအလဲသွားမယ်။ကော်ဖီခက်ခါလေးတောက်မယ်။ မင်းကြိုက်တက်မဲ့ထင်းတဲ့သချင်းတွေနားထောင်မယ်။အာယုံတက်ခံနေရင်ကိုငှက်ရဲ့ဗင်းစင်တန်းချင်းကိုကိုရိုင်းဂစ်တာဒီဆိုပြီးမှအိမ်မယ်။ကိုဘွားရဲ့တော်လန်ရေးခေါင်းစဉ်ထဲမှာတောက်ကြကျဲလေးဟာထာဝရငင်းချမ်းရေးပါပဲ။မတီမြဲခြင်းတရားတွေကိုငါဟာရဲကျဲကျဲလောက်ရင်ဘသူကြောင့်မင်းပြောင်းလဲသွားတာလဲဆိုရင်နင့်ငုံကလည်းညှို့ထုတ်ပြမယ်။ဖျားသခင်ရဲ့လိုတော်အတိုင်းစစ်ပွဲတွေလည်း ငြိမ်ချမ်းပါစေ။သူမလည်းပျော်ရွှင်ပါစေ။လောကပါလာတရားတော်တွေနဲ့ငါကမတည်ပဲပုံနေတဲ့ပုံကောင်တန်တရားကိုပြစ်ဆုံးပန်လောက်မယုံကြည်ဘူး။ငါမင်းကိုချစ်တယ်။အလွမ်းတွေကို ကော်ဖီခွက်ထဲထဲတောက်လိုက်တဲ့အခါတတိယချင်းတွေက မျက်ရည်အဖြစ်ပြန်ကျလာတယ်။ အခုဖတ်ပြပေးသွားတဲ့စာအုပ်လေးကတော့စာရေးဆရာ ချက်မြတ်ရေးသားထားတဲ့ခမည်းကိုတတိယရာဘာအကြောင်းပြချက်မှမလို့ဘူးမလားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးထဲမှာပါဝင်တဲ့စာသားလေးတွေအရဆိုလို့ရှိရင်ကြပြပုံစံလိုမျိုးစကားပြောအနေနဲ့ရေးသားထားတာပဲဖြစ်ပါတယ် အဓိကကတော့အချစ်အချောင်းကိုဗဟုပြုပြီးတော့ရေးသားထားတဲ့စာအုပ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့အချစ်ကိုခံစားဖို့သူအသေးရဲ့ပိုင်းခြားမရွေးဟာဒီစာအုပ်လေးကိုစိတ်နဲ့တက်လိမ့်မယ်လို့ယုံကြည်မိပါတယ်ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲရှင် ချစ်ပြည့်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်ဗီနာကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့လို့ရပါတယ်ရှင်။နောက်ရနောက်ရများမှာလည်းတူတရသစာပေတွေကို အစဉ်အလေးထားကြိုးစားပြီးတော့တင်ဆက်ပေးသွားမှာမို့စာဖတ်သူစာချစ်သူတို့ရဲ့အချိန်ကိုတတစီလိမ့်မယ်လို့ယုံကြည်မိပါတယ်ရှင်။အဓိကရွယ်ချက်ကတော့အချိန်ကုန်တတစီဖို့ရန်ရွယ်ပါတယ်။အချိန်ကဏ္ဍလေးအတွင်းမှာစာအုပ်တအုပ်ရဲ့အချင်းချင်း အနှစ်သာရတွေ highlight အပိုင်းတွေကိုဖတ်ပြီးသားဖြစ်သွားမှာပါအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုထပ်လောင်းပြီးတော့ကျေးဇူးတင်ချင်ပါတယ်